ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့မှလည်းပရိသတ်တွေနဲ့ဒါတချိန်ဤတော်တရားအောင်နဲ့ပြန်လည်ပြီးတော့တွေ့ဆုံတဲ့ရသက်တပတ်လေးကိုရောက်ရှိလို့လာခဲ့ပြန်ပြီဖြစ်ပါတယ်။တချိန်မင်္ဂလာပါ။မင်္ဂလာပါ။ဟုတ်ကဲ့ပါ။အဲ့တော့အပတ်စဉ်တိုင်းမှာမျှတို့ဒီ inner well being နဲ့ပတ်သက်တဲ့အကြောင်းအရာတွေတော်တော်များများဆွေးနွေးဖြစ်တယ်ပေါ့နော်ဒီချိန်။အခုဆိုရင်ပရိသတ်တွေလည်းတတိထားမိလောက်ပြီ။အာဒီတပတ်မှာရောဘလို့အကြောင်းအရာတွေဆွေးနွေးမလဲ။ဒီချိန်စီကဘာတွေသိရအောင်မလဲဆိုတာလည်းမျှော်လင့်နေကြလောက်ပါပြီ။အဲ့တော့ဒီနေ့မှာမျှတို့ရွေးချယ်ထားတာကကာမပေါ့နော်။အကာမနဲ့ကံပေါ့ဒီချိန်။ဆိုတော့ ဒီအကြောင်းအရာလေးကိုဒီချက်ဘာကြောင့်ပြောဖို့အတွက်ရွေးချက်ဖြစ်တာလဲရှင်ဒီအကြောင်းအရာလေးကိုဒီချက်ယူလာတာဘာလို့လဲဆိုလို့ရှင်လူရကာမကိုတိတ်ပြောမှမိမိအတွက်မကြည့်ပဲနဲ့ဟုတ်ကဲ့ကံအကြောင်းပဲပြောနေရများတယ်ဟုတ်ကဲ့နော်ကံအကြောင်းကိုပဲအကမကောင်းမှုကံကောင်းနေနေပဲဖြစ်နေကြတယ်ဒါပေမဲ့ကာမကကျတော့သူများကိုပြုတ်လုတယ်လို့ထင်တာလားမတော့မိမိရဲ့ကာမကြောင့်မိမိကံအကျိုးတက်ရောက်နေအောင်မသိကြဘူးဟုတ်ကဲ့ဒါပေမဲ့ချက်အဲ့လေးကိုဘယ်လိုခေါ်မလို့ တွဲပေးနေတာပေါ့နော်ဆက်ဆက်ပေးဆက်ဆက်ပေးနေတာဟုတ်ကဲ့နော်အဲ့တော့လေမိမတို့နင်းစင်ပေါင်းနှုံးနဲ့အတုံးအနှုံးထဲမှာဒီကံဆိုတဲ့ဝေါဟာရမပါဘဲနဲ့ပြီးဆုံးသွားရင်နေဆိုတာတိတ်မရှိဘူးပေါ့နော်ဒီချက်အကြောင်းအရာလေးတစ်ခုခုပေါ်လာတိုင်းမှာပျော်ရွှင်ရတဲ့အကြောင်းအရာဆိုလို့ရှင်တော့ငါဒီနေ့အရန်ကံကောင်းတယ်ငါဒီနေ့ကတော့ကံကောင်းကံကောင်းသွားပြီအဲ့လိုမျိုးအတခုခုစိတ်ညစ်စရာတွေကြုံတဲ့အခါတက်မှာဆိုလို့ရှိရင်လည်းဒီနေ့ကတော့ကန်ဆိုးလိုက်တာဒါမျိုးလိုမျိုးအမြဲတမ်းရှည်ရွတ်တယ်ဟုတ်တယ်ဆိုတော့ ဒီကံဆိုတာမျိုးကိုဘလို့အရာကိုပြောတာလဲပေါ့နော်ဒီကံဆိုတာကတော့အကျိုးဖြစ်ထွန်တာပေါ့နော်ကောင်းတာလို့ရင်ကောင်းတဲ့အကျိုးဖြစ်ထွန်မယ်မကောင်းတာလို့ရင်မကောင်းတဲ့အကျိုးဖြစ်ထွန်မှာပေါ့နော်အဲ့ဥစ္စာကတချို့ကြလို့ရှိရင်အကျိုးဖြစ်ထွန်မှုကိုတော့ယူထားကြတယ် ဒါပေမဲ့အကျိုးဖြစ်ထွန်းကြရဲ့အကြောင်းအရာဘယ်ကလာလဲဆိုတော့မသိကြဘူး။ဟုတ်ကဲ့။အဲလာတာတကယ်တမ်းကျတော့ကာမပေါ့နော်ပြုတ်လုချင်းရနေလာတာပေါ့ဘသူကပြုတ်လုနေတာလဲဆိုတာလည်းရှိသေးတယ်လीเนาะဒါကြောင့်မလို့တခါကျလို့ရှိရင် तू ပြုတ်လုလို့ကိုကကံကျိုးတက်ရောက်တယ်ဆိုတော့ကို့ဘဝကသူ့လက်ထဲမှာပဲရှိတယ်ဟုတ်တယ်နော်ဒါကြောင့်မို့ကံနဲ့ကာမမှာ तू ကချိတ်ဆက်မမိဘူးအဲ့နှစ်ခုစလုံးကဘသူပုံမှာနှီးခိုးနေလဲပေါ့နော်ဘသူပုံမှာဘယ်ဟိုကဖြစ်လဲပေါ့နော်တဘောကတော့ ဘသူပေါ်မှာပဲအကျိုးတရားနေတယ်လေဘသူရဲ့တာဝန်လဲဆိုတော့မသိသေးရတော့တော့ကံနဲ့ကာမနဲ့ကတခြားစီဖြစ်နေတတ်တယ်ဒါပေမဲ့လူရကခါကြရင်ကံကံကံဆိုတော့အမြဲတမ်းအတုံးနှုံးကြတယ်ဘာလို့တုံးနှုံးနေလဲဆိုလို့ရှိရင်ဒါအချောင်းပြချက်တစ်ခုအနေနဲ့တုံးနှုံးနေကြတာရှိတယ်ဟုတ်တယ်နော်ဟုတ်ကဲ့ဟာကိုကဒီစီးဝါးရေလောက်တယ်ဆိုလို့ရှိရင်ကိုလောက်ချင်တဲ့စီးဝါးရကိုပဲတည်တာလေဟုတ်ကဲ့အဲ့တော့ တပည့်တပားကြောင့်မလို့စီးပွားရေးအဆင်မပြေဘူးဆိုရင်တော့တမျိုးကြီးပေါ့ကြည့်ရတာဟုတ်ကဲ့အဲ့မှာကိုလုတ်ချင်လို့ဒီစခဲ့တဲ့ဟာကိုလောက်ကိုတပည့်သားချင်းကသိမှာမဟုတ်လေဟုတ်တယ်လားသိဖို့ကိုကဘလို့ဖော်မပြဘူးဆိုလို့ရှိရင်တော့ဒါကကိုကကာမမလုတ်ထားလို့ပေါ့ဟုတ်ကဲ့ဟုတ်เนาะအဲ့တပည့်နဲ့တည်တည်ချာစကားပြောတဲ့ပြုတ်မှုချင်းကိုမလုတ်ထားတဲ့တကြောင်မလို့တပည့်မသိတဲ့ခါကျရင်အကျိုးတက်ရောက်မှုကဘာလဲပေါ့ဟုတ်ကဲ့ချေပါအဲ့လိုမျိုးကြည့်ရတယ်ဒါကြောင့်မလို့စီးပွားပြည့်ရင်လေချေပါဘု து ပုံမမမူတည်ဘူးပေါ့ကိုယ်နဲ့ပဲမူတည်တယ် ်တခုအစင်မပြေလို့နောက်တစ်ယောက်ကတခုကိုပဲလှုပ်သွားအောင်တော့ကျိုးချောင်းလေးကိုရှိတာသူကကိုယ့်ရဲ့ကာမလေးတခုကိုတော့ပါနေသေးတယ်ဆိုတော့ကျတော့အစဖော်ရတာပေါ့အဲဒါကြောင့်မို့ကာမနဲ့ကံနဲ့ကသူများကိုလည်းတွားပေါ်ပုံချလို့မရဘူး individually ကိုပဲကြည့်ရတာကိုဒီနေ့လူနေထိုင်တာကိုရဲ့ကာမကြဟုတ်ကဲ့ဟုတ်အဲ့လိုမျိုးလေးပေါ့ဟုတ်ကဲ့တကယ်အဲ့တော့လေမိတို့ကညာတော့အဖြစ်တစ်ခုခုဖြစ်ပြီဆိုလို့ရှိရင်အပြစ်တင်တယ်ပေါ့နော် အပြစ်တင်တဲ့အပိုင်းမှာလည်းနှစ်မျိုးရှိတာပေါ့နော်တခါလေးကြလို့ရှိရင်ကိုယ့်ကိုအပြစ်တင်ပေါ့ငါတော်တော်ကန်ဆိုးတာပဲပေါ့နော်ငါဒါလုံးလို့ဒီလိုဖြစ်သွားတာတခါလေးကြလို့ရှိရင်လည်းသူ့မြောက်ရပြီးတော့သွားပြီးအပြစ်တင်တယ်သူ့ကြောင့်ဒီလိုဖြစ်တာဆိုကိုယ်အဲ့လိုမျိုးပြောဆိုညှိတွားအဲ့လိုမျိုးအပြစ်တင်နေခြင်းရဲ့ဆက်ဆက်မှုကလည်းပဲကံ ချစ်ပေါ်လာတဲ့အများကြီးဆက်ဆက်တာမျိုးကိုလည်းတွေ့ရတယ်။ဒီခါလည်းအရင်အလိုညီးတွားပြီးတော့အရာရာအပြစ်မြင်တဲ့သူတွေမှာတိတ်ပြီးတော့ကန်ကောင်းတာမျိုးလည်းမျိုးမတွေ့ရတတ်ဘူးပေါ့နော်။တကယ်ဟိုပျော်ရွှင်တဲ့စိတ်အပြည့်နဲ့စိတ်စေတနာအပြည့်နဲ့ငါကန်ကောင်းတယ်ငါလုံရင်အဆင်ပြေမှာဆိုတဲ့စိတ်ကိုထည့်ပြီးလုပ်တဲ့သူနဲ့ရှင်ရင်တော့နည်းနည်းလေးကြွားချမ်းမှုတွေတွေ့တွေ့ရတယ်နော်ဒီဟုတ်တယ်ဟုတ်တယ် ဘာဖြစ်လဲဆိုတော့ကန်ဆိုးလိုက်တာလို့ညှိထွားနေတဲ့ခါကျရင်လူကစိတ်သက်ကအောက်ကိုပြုတ်ကြတာပဲလေ vitality လည်းမရှိတော့ဘူးခန္ဓာကိုယ်ခွန်အားတွေလည်းကျဆုံးပြီကိုယ့်ရဲ့ရွတ်ဆိုမှုကျဟုတ်ကဲ့ဒါကိုယ့်ရဲ့ရွတ်ဆိုမှုကကိုယ့်ရဲ့ကာမပဲဟုတ်ကဲ့နော်အဲ့ဒါကြောင့်မို့ပြုတ်ကြသွား vitality ပြုတ်ကြသွားကိုယ့်ရဲ့ gan ပေါ့နော်အဲ့ခါကျတော့ကိုယ်အလုတ်လုတ်တဲ့ခါမှာဘယ်တော့မှအဆင်ပြေမှာမဟုတ်တော့ဘူးလေဒါကြောင့်မို့အဲ့ကာမနဲ့ gan လေးကဘာမှမဟုတ်တလို့နေအဲ့ညှိစွန်းနေတာလေးတွေကကိုယ့်ကိုပြန်ကြည့်ရတာပေါ့နော်ဟုတ်ကဲ့ဒါကြောင့်တကယ်လေး ကိုကနေညှိထွားတဲ့ခါကျရင်ကိုရဲ့ဖြစ်တည်မှုကလည်းဒီချိန်ဆိုအများကြီးညှိထွားလို့ရှိရင်ကိုရဲ့ဖြစ်တည်မှုကိုမကြိုက်ဘူးဟုတ်ကဲ့ကိုစိတ်ထဲမှာစက်တည်မရှိဘူးလို့ထင်တာတကယ်ဟုတ်တယ်လားညှိထွားမယ်ဆိုတာတခုကိုကောက်လုပ်လိုက်တာမှတခုအကျိုးဖြစ်ထွန်းသွားသေးရဲ့လေအဲ့တော့အဲ့နှစ်ခုကိုဘယ်လန်းကိုရွေးမလဲဆိုတာလည်းကိုပေါ်မှာမူတည်တာပေါ့ဟုတ်ကဲ့ဟုတ်အဲ့တော့မြင်ဘူးတယ်အများတန်းဟိုငါငါမဖြစ်ရလေခြင်းငါမို့လို့ဖြစ်တာငါအရန်ကန်ဆိုးတာပဲအဲ့လိုမျိုးညီးတွားပြောဆိုနေတာကတကယ်တမ်းဆိုရင် အဖြစ်ထွက်မလာဘူးပေါ့နော်အဲ့ဒီစာ action တစ်ခုခုလုံးလိုက်ပြီးတော့မှလုံးလိုက်တယ်ဆိုရင်တော့ကောင်းရင်လည်းကောင်းသွားနိုင်တယ်ဆိုရင်လည်းဆိုးသွားနိုင်တယ်တစ်ခုခုအဖြစ်တော့ထွက်မှာပဲပေါ့နော်တကယ်အဲ့တော့ဟိုဒါမြန်မာလူမျိုးတွေဆိုလို့ရှိရင်အများနဲ့သုံးနှုန်းနဲ့စကလုံးသုံးနှုန်းလည်းရှိရကန်ကန်အကျိုးပေါ့ကိုလုံးသမျှကိုကိုပြန်ခံရမယ်ဒါအားလုံးလက်ခံယုံကြည်ထားတဲ့အရာပေါ့နော်ချိုးကြလည်းကန်ဆိုတာသူ့လူလူတိုင်းဖြစ်ဖြစ်တည်နေတာတခါလေကြလို့ရှိရင်ဟိုသူ့ဘာသူကံကောင်းသွားလိမ့်မယ်ဆိုရယ်ကံဆိုတာကမသိရင်တယောက်ချင်းစီအတွက် အရာရာတစ်ခုကစီစဉ်ပေးထားသလိုပဲဟိုရှိနေတဲ့အရာကြီးလို့ထင်ကြတာပေါ့နော်ဒီချက်အဲ့နှစ်ခုအပေါ်မှာဘယ်လိုကြွားချမှုရှိလဲပေါ့အဲ့ဒါပေါ့ခြေတို့တင်ခဲ့ရကြကံဆိုပါလဲပေါ့ကံဆိုတာကလူကြောက်ရဲ့နိုးကြားဆိုနေထိုင်နေတဲ့ချိန်မှာကွန်မုတ်တို့တွေမစင်စားဘူးပေါ့အမြဲလောကကြီးကို mindfulness နဲ့နေတာတော့ awareness နေထိုင်တဲ့ခါမှာလူဖြစ်ပြီဆိုတာနဲ့လူဖြစ်တည်ခြင်းအပေါ်မှာသူကအခွင့်အရေးလေးတွေကဖြတ်နေတယ် ကိုမမြင်ရအောင်ကျောင်းမျက်စိမပိတ်ကြနဲ့ဒီအခွင့်လေးကိုကြည့်တတ်မှရမယ်အဲ့တော့ဒီအခွင့်ရင်းနဲ့ကိုယ့်ရဲ့ဖမ်းဆုပ်မှုနဲ့တွေ့တဲ့အခါမှာအကျိုးဖြစ်ထွန်းတာဟုတ်ကဲ့အကံမယ်ဟုတ်ကဲ့တချေတချေပြောလိုက်တဲ့စကားဖြစ်မိအရန်ကြိုက်ပြီးတော့အမြဲတုံးတဲ့စကလုံးအတုံးတော့ပေါ့နော်မြေ Facebook page အဲအကောင့်မှာဆိုလို့ရှိရင်လည်းမြေ Instagram လေးကိုထိတ်ဆုံးမှာတင်ထားတယ် trust the timing of your life ဆိုပြီးတော့မြေအဲ့စကလုံးအရန်ကြိုက်တယ်ပေါ့နော်ဆိုတော့ခုနအခွင့်အရေးလေး timing လေးတွေအားလေသူ့ဘာနဲ့သူသွားနေတာပေါ့နော် ဆိုကိုယ့်ရဲ့ timing ကိုယ့်ရဲ့ဟိုစိတ်ထဲမှာကိုကပုံမှန်လှုပ်ရှားရှိအောင်တော့လှုပ်သွားရအောင်မယ်တစ်ချိန် timing ကြိုက်တာနဲ့ကန်အကျိုးပေးလာတာနဲ့ကိုလှုပ်ထားတာနဲ့ထိတွေ့သွားပြီဆိုတဲ့ခါကြလို့ရှင် spark ပေါ့နော်ဒီချက်တစ်ခုခုအဲ့လိုမျိုးဖြစ်ထွန်းအောင်မြင်သွားရဲဆိုတဲ့အရာတွေလည်းမျိုးရှင်မာတာတွေကလည်းအများကြီးတွေ့မှုတယ်ဒါမှမဟုတ်ဒီချက်တစ်ခါလေကြလို့ရှင်လေစူးစားလိုက်မဖြစ်ဘူးကံမကောင်းဘူးဆိုတဲ့ဟာမျိုးလည်းတွေ့ရတယ်တစ်သလုံးစူးစားလာတယ်တစ်သလုံးကအကောင်းဆုံးလှုပ်လာတာပဲ ငါကံမကောင်းဘောသူများရေလွယ်ကူကူရတဲ့အခွင့်အရေးကိုငါမရနိုင်ဘူးငါအရင်စူးစမ်းရတယ်အဲ့လိုမျိုးလူတွေလည်းသူ့ကိုတွေ့ဘူးလေဒီချက်အဲ့ဒါကြတော့ဟိုအဲ့ဒါကြတော့လည်းဘယ်လိုလဲဆိုလို့ရှိရင်ဟိုလူကျင်နာထက်ဟုတ်မှန်ဆိုရှင်365ရက်ရှိတယ်ကွာကိုအောင်မြင်နေရအများကြီးပဲလीနော်ဟိုတခါတလျော့လဲချက်ချုံဘလကမ်နောမတော်တဆလေးတွေလွှဲချော်သွားရလေဖြစ်မယ်အဲ့ဒါကိုလည်းတဘာဝတရားအရာကို accept လုပ်နိုင်ရမယ်ဟုတ်ကဲ့အရင်ကြီးစိတ် ဘယ်လိုခေါ်မလဲစိတ်ကြီးလောပြီးတော့မှဇောရီကတ်နေလေကိုယ့်ရဲ့စိတ်က မကောင်းမှုကိုယ့်ရဲ့စိတ်ငြိမ်းချမ်းမှုမရှိတာကြောင့်ကန်ဆိုးလိုက်တာလို့လည်းကိုယ့်ပါဇက်ကရေရွတ်တတ်တာရှိတယ်။ဟုတ်ကဲ့။ရင်းနဲ့အေးချမ်းတော့လေ။အေးချမ်းလို့ရှင်တော့ကန်ကောင်းမှာပဲပေါ့နော်။ဟုတ်ကဲ့။ရင်းနဲ့အေးချမ်းအောင်လည်းနေတတ်ဖို့လိုတယ်။ဒါကြောင့်မို့ရင်းနဲ့အေးချမ်းသွားတဲ့ခါကျလို့ရှင်ဘာလေးဖြစ်ဖြစ် appreciate ပေါ့နော် appreciate လုပ်ရင်လည်းကန်ကောင်းနေတတ်တာပဲ။ဒီစစအမြဲတမ်းလို့လို့ကိုယ့်ကိုမိုးလင်းတာနဲ့ကန်ကောင်းလိုက်တာဆိုတော့ခါတည်းလောက်ပြောတယ်သူကချာ။မြေနဲ့ကံကောင်းသူပဲဖြစ်တယ်ကံကောင်းတယ်ဆိုတော့ပြနောက်ဆုံးကို့အမျိုးသားနဲ့ကိုနဲ့ဒီအသက်ရည်ဒီကို့ကိုကျွေးနေအောင်မသူမကျွေးခြင်းဖြစ်တယ်လေ ဟုတ်တယ် nobody တခြား life မှာဘယ်သူမှတာဝန်မရှိဟုတ်ကဲ့ဟုတ်တခြားမှာတာဝန်ရှိဆိုတော့အမျိုးသားကဒီလောက်ထိကိုယ် base camp ပြီးတော့မှဖဲ့ပြီးတော့မှကြွေးနေတာကို appreciate လုပ်ရတယ်အဲ့တော့ appreciate လုပ်တတ်ပြီဆိုလဲကံဆိုတာဖြစ်ထွန်းတာပဲဟုတ်ကဲ့ဟုတ်တယ်တခြား တခုခုကိုအများအားကျေးဇူးတင်စိတ်လေးနဲ့ပြမေတော့ဖြတ်တန်းရတာပေါ့နော်ကန်ဆိုးလိုက်တာလုံတိုင်းမဖြစ်ဘူးငါမှဖြစ်ရလိမ့်ချင်းဆိုရဲစကလုံးအတုံးနှုံးနေအစားအချိန်မတန်သေးလို့ငါကတော့ပုံမှန်စူးစမ်းပြီးတော့နေထိုင်နေတချင်ချင်းတော့ကန်ကောင်းတာလေးငါစီရောက်လာမှာပါဆိုရဲစိတ်လေးနဲ့ဆိုရင်တော့ဟိုအခက်ခဲကြော်လွားရတာချင်းတူတူနည်းနည်းလေးပို့ပြီးတတောင့်တတာရှိမှာပေါ့နော်ဟုတ်တယ်ဟုတ်တယ်ကိုရဲ့စိတ်လေးကိုအရင်ဆုံးတတိလေးနဲ့အရင်အရင်ပြန်ပြင်ထားလိုက်ရမှာပေါ့ဟုတ်တယ်ဟုတ်တယ်ဟို ကိုကတော့ကို့အခက်ခဲလူတိုင်းကလည်းကို့အခက်ခဲကိုပဲအကြီးဆုံးလို့ထင်တာပေါ့နော်အာဒီခါလေးဒီအခြေခံလူတိုင်းစားရဆိုလို့ရှိရင်လည်းဒါ Tamen Middle Class ကိုသူတို့မှဘာအခက်ခဲမှမရှိဘူးလို့ထင်နိုင်တယ်လို့ Middle Class ကလူတွေလည်းတကယ် High Class ကလူတွေကိုသူတို့မှဘာအခက်ခဲမှမရှိဘူးအေးချမ်းချမ်းကိုပိုင်ကားနဲ့အဲ့လိုမျိုးသွားလာလှုံ့ရှားနေထိုင်နေကြရပဲလို့ထင်ကောင်းထင်နိုင်တယ်အဲ့ Class တစ်ခုချင်းစီမှာသူတို့ရင်ဆိုင်ကြုံတွေ့နေရတဲ့ပြဿနာကမတူဘူးဘယ်သူအခက်ခဲမှပိုပြီးခက်ခဲလို့ပြောလို့မရနိုင်ဘူးเนาะဟုတ်တယ်ဟုတ်တယ် ီးတော့လဲ365ရက်ရှိတယ်။ကံကောင်းနေတာ360ဖြစ်ခြင်းဖြစ်မယ်။ဟုတ်တယ်။ဒါပေမဲ့9ရက်ကလေးမှာကိုကအဲ့နှစ်မှာကိုကဒုက္ခလေးပေါ့နော်။ခက်ခဲလေးတွေ့လိုက်တာနဲ့ကံဆိုးတယ်ဆိုယူချလိုက်တာလေ။ဟုတ်ကဲ့။အဲ့တော့ဟိုဘွားရက်တဘွားလုံးပဲကံဆိုးသွားသလိုလို။ဟုတ်တယ်။ Again so what about other days ပေါ့နော်။ဟုတ်ကဲ့။ကိုနေရထိုင်နေစားနေတောင်းနေသွားနေလားနေရလေ။ဟုတ်ကဲ့။ Living လုပ်နေတာလေဟုတ်တယ်မလား။ကံကောင်းနေတာပဲ။ဟုတ်ကဲ့တီချာ။ဒီခါလေးကျလို့ရှိရင်ဟိုအမျိုးသားပြောတယ်နိ။ကံကောင်းလိုက်တာဆိုလို့ရှိရင် no way we are lucky each other ဘောနော်ဟုတ်ကဲ့တယောက်နဲ့တယောက်ရတယ်ဆိုလို့ရှိရင်အာ तू ကကံကောင်းလို့နင်းနေရတာအဲအဲ့လိုမျိုးတွေပြောကြတယ်မဟုတ်နော်နော် we are lucky each other ဟုတ်တယ်တယောက်နဲ့တယောက်ကငါတို့နှစ်ယောက်လုံးကကံကောင်းခြင်းကံကောင်းလို့ cross လောက်ကြတယ်ပေါ့เนาะ each other ပေါ့เนาะဆိုတော့ပုံစံမျိုးတွေလည်းပြောချင်းအဖြစ်လည်းလူလူနေနဲ့ကံကောင်းသွားတာပဲလူပါကံကောင်းမှုထဲမှာဒီ space လေးထဲမှာနေတဲ့သဘောမျိုးဖြစ်သွားတာပေါ့ဟုတ်ကဲ့ဟုတ်အဲ့ဆိုလို့ရှင်နောက်ပြန်ပြောလို့ရပါပြီအာနေငါ့ရကံကောင်းလိုက်တာဆိုဒီလက်ကံကောင်းတာပဲငါ့ရတာပေါ့ အဲ့တော့အရာရာတိုင်းမှာမြို့တော့ cost နဲ့ effort နဲ့ပေါ့နော်အကျိုးနဲ့အကြောင်းအငဲတန်းဆက်ဆက်ပြီးတော့သွားလာ ဖြစ်ဖြစ်တည်နေရဖြစ်တဲ့အတွက်မြို့မရတော့ဒါဘာသာတရားအရာရော အာဒါလက်ရှိမှာဖြစ်နေတဲ့ဟို တကယ်အကျိုးကြောင့်စီလျော်မှုအရာကိုကံကံကြီးအကျိုးအပြည့်အဝယုံကြည်ရဲ့ပေါ့နော်ဟိုတေချာကောင်းတာလောက်တယ်မှန်မှန်ကန်ကန်လောက်တယ်ဆိုလို့ရှိရင်ကောင်းတဲ့အရာကောင်းတဲ့ကိစ္စဖြစ်ကိုဖြစ်ထွန်းလာမှာဆိုတဲ့ဟာကိုယုံကြည်ရဲ့အကျိုးကလည်းလက်ရှိအချိန်မှာကိုကိုကောင်းတာလောက်နေရတာနဲ့လက်ရှိအချိန်မှာတွေးကြုံရတဲ့အရာတွေကမကောင်းဘူးတွေဖြစ်လာတဲ့အခါမှာပေါ့နော် မကောင်းသေးဘူးပေါ့ဒီချက်ရဲ့အဲ့လိုမျိုးဖြစ်လာတဲ့အခါမှာကံကံကြီးကြိုးတော့မယုံတော့ပါဘူး ငါကောင်းတာလုပ်နေတဲ့သားနဲ့ကောင်းတာ ਈ မဖြစ်မလာတာဘာမှမလုပ်တဲ့သူတွေတောင်သူတို့ကံကောင်းနေတာပဲဆိုတော့အတွေးမျိုးလည်းဝင်တတ်ကြတယ်ဟုတ်တယ်အဲ့ဒါကဟိုအများဆုံးပြဿနာဖြစ်နေပါဘောနော်ဒီ society မှာလေနော်ငါကောင်းတာလုပ်ရတာလည်းမဖြစ်လို့ဆိုမှာအမှန်တော့ဒီကိန်းတိုင်းကျတော့ကောင်းတာပဲလုပ်လို့ဆိုတာပဲလုပ်လို့အချိုးဖြစ်ထွန်းခြင်းကဟိုကံနဲ့ကာမနဲ့လည်းမဆိုင်တော့ဘူးဟုတ်ကဲ့ this is happening ်ကဲ what happened is what happened လူဘဝမှာမမြင်ရရအများကြီးပဲဟုတ်ကဲ့လှုပ်ရှားရှိတဲ့ကိုကောင်းတဲ့ဟာကိုကိုဆက်ပြီးလှုပ်ဖို့ပဲလိုတယ်ဟုတ်မလားတခါလေးချော်သွားတိုင်းကိုကစိတ်ထိခိုက်ပြီးတော့မှထပ်မလှုပ်တော့ဘူးဆိုလို့ရှင်ကိုအတွက်အခွင့်အရေးတွေဆုံးရှုံးတာပေါ့ဟုတ်ကိုကောင်းတာလုပ်ရင်ကောင်းတာလေးကိုဆက်လှုပ်ပါဆက်လှုပ်ပါဟုတ်တယ်မလားတခါတော့ကျိုးကျိုးချသွားတာပေါ့နော်ဒါကြီးကလည်းဗီဒီမလှုပ်ဖို့လိုတာပေါ့နော်ဟုတ်ကဲ့ဟုတ်မလားပြည့်လဲကိုကောင်းတာလှုပ်လို့မကောင်းတာလှုပ်လို့လောကကြီးကပြောင်းလဲနေရဲ့ nature of forces ကြောင့်ပေါ့နော်ဟုတ်ကဲ့ဟာ မကောင်းတာလည်းကိုယ့်စီကိုရောက်ချင်ရောက်လာမှာပဲဒါကိုလည်းကို accept လုပ်နိုင်လုပ်နိုင်ရမယ် the challenge ပေါ့နော်အဲ့ပေါ်မှာ overcome ဖြစ်အောင်လုပ်နိုင်ရမယ်ဟုတ်ကဲ့ beyond ဘယ်လိုနေမလဲပေါ့နော်အဲ့ဒီရဲ့နောက်ွယ်မှာကိုဘယ်လိုနေပြီလဲဆိုတာလေကိုကာမအနေနဲ့ကိုပြန်လုပ်လို့ရတာပေါ့ဟုတ်ကဲ့အဲ့တော့ ါကောင်းတာလုံနေတာပဲကောင်းတာမဖြစ်လာဘူးအဲ့တော့ကောင်းတာရင်မလုံတော့ဘူးကွာဆိုပြီးတော့ဆုံးဖြတ်လိုက်ရင်လည်းကိုကိုဆုံးဖြတ်ချင်တဲ့ကိုပဲပေါ့နော်အဲသူ့ဘာသူဖြစ်လာရမယ့်အရာကဖြစ်လာမှာပဲတိကျပြောသလိုဆိုတော့ကိုကဘယ်လိုလူမျိုးဖြစ်ချင်လဲကိုဘယ်လိုဆက်သွားမလဲဆိုတော့ကိုရဲ့ရွေးချယ်မှုနဲ့ကိုကိုယ်တိုင်ဆက်ပြီးတော့လုံသွားရမှာပေါ့နော်တိကျကျေလို့ဆရာကြီးဆိုအမြဲတမ်းပြောရဲဟုတ်ကဲ့အာ with the cause and the matter cause and the matter ဆိုမိမိဘဖြစ်နေရဟဲ့မိမိပဲလောက်တာမိမိကြောင့် ိမိပဲလောက်ထားတာဟုတ်ကဲ့ဘူးနဲ့မဆိုင်ဟုတ်ကဲ့အဲ့ဒါကိုယူလိုက်ချင်းအပြင်ကိုကဘဝကို responsibility ယူတတ်သွားတယ်ဟုတ်ကဲ့အဲ့လိုမှမဟုတ်လို့ရှင်တော့မဟုတ်ဘူးကျမဘဝဒီလိုအမေကြောင့်အဖေကြောင့်လက်ညှိုးလိုက်ထိုးနေတဲ့အခါကျရင်ကို responsible မယူဘဲနဲ့ဘဝကို pass passive light နဲ့နေတတ်သွားတယ် eo eo နဲ့ဘဝကိုလေအဲ့လိုပေါ့နော်ကိုဘဝကိုကိုအားထုတ်ပြီးနေတဲ့စိတ်တည်းဟုတ်ကဲ့ကြောက်သွားတတ်တယ်ဟုတ်ကဲ့ဒါကြောင့်မလို့အော်ငါဘာလဲလို့ငါနေမဲမှုတည်ရဲ့ပေါ့နော်ငါလောက်အကုန်ဖြစ်တယ် เนาะဒါတွေအားလုံးကငါဖန်တီးလို့ဖြစ်တယ်အဲ့လိုပေါ့ကို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 ရအနေနဲ့ပေါ့ဟုတ်ကဲ့အဲ့လိုလှုပ်လိုက်တဲ့အခါမှာကန်းကိုစီကိုယောက်ချလာတာပဲဟုတ်ကဲ့တကျမိမိကိုယ်တာကိုကိုယ်ရဆိုတော့လူသားတွေကကဘာပေါ်မှာဒါပြောမယ်ဆိုလို့ရှိရင်ညာရင်အမြင့်မားဆုံးလူသားတွေမလုံနိုင်တဲ့အရာဆိုတာမရှိဘူးအာဘေးဟာမဆိုအကုန်လုံးဒီလောကကြီးမှာဖြစ်ပျက်နေတဲ့အရာအကုန်လုံးကဆိုလို့ရှိရင်လည်း ဘလောက်ပဲမြင့်မာတဲ့စွမ်းရည်တွေဘလောက်ပဲမြင့်မာတဲ့နီးပညာဖြစ်ဖြစ်လူတွေပဲဖန်တီးထားတာပေါ့နော်ဒီချက်ဆိုကိုယ့်ရဲ့စွမ်းအားကိုယ့်ရဲ့ကံတတ်တီးကိုကိုယုံကြည်ရမယ်ဆိုတဲ့သဘောပေါ့ဟုတ်တယ်ဟုတ်ကဲ့ဒီချက်အဲ့တော့ဒီနေ့မှာဒါမျိုးတို့ကဒီကာမနဲ့ကံဆက်ဆက်မှုပေါ့နော်ဆိုတော့ဒီတော်တော်များများကလည်းဒီကံတရားအာဆိုတဲ့အတုံးနှုံးလေးကံကံအကျိုးဆိုတဲ့အကြောင်းအရာတွေကိုယုံကြည်ကြတယ်လို့မျိုးပြောလိပြောထားရှိကြတဲ့စကားလုံးဖြစ်တယ်ဆိုတော့အာနေ့စဉ်လူနေမှုဘဝမှာအများရန်ဖြုံးမိလို့တုံးနှုံးနေတဲ့ ကန်ကောင်းတယ်ကန်ဆိုးတယ်အာကန်ကောင်းလိုက်တာဆိုတဲ့အကြောင်းအရာတွေပေါ့မှာတစ်ချက်ထပ်ပြီးတော့ဘလို့မှတ်ချက်ပေါ့နော်ဒီကန်ဆိုတာနဲ့ပတ်သက်ပြီးတော့ဘလို့မှတ်ချက်လေးပေးချင်ပါတယ်လေပြောမယ်ဆိုလို့ရှင်တော့ဟိုဘဝပုံမှာအမြင်နဲ့ပဲဆိုင်တာပေါ့နော်ဟုတ်ကဲ့ကန်ဆိုးတယ်ကန်ကောင်းတယ်ဆိုတာကအာကန်ကောင်းတယ်လို့သတ်မှတ်ထားပြီးအလုပ်လုပ်ရင်လေဘဝကိုဟိုကာမတန်ထက်လို့ရှင်လေကိုကကိုလူချင်းတဲ့နေရာရောက်တာပေါ့နော်ကန်ဆိုးတယ်ဆိုမှအဲ့ကန်ဆိုးတဲ့စိတ်တက်တဲ့ ကိုယ့်ရဲ့ပြည့်မှုမှုတွေဖြတ်တန်းလို့ရှိရင်လေကိုဘောကဘလို့ဖြစ်မလဲပေါ့နော်ကြိုပြီးမြင်လို့ရပါတယ်ဒါကြောင့်မို့ကာမနဲ့ကံကိုယ့်လက်ထက်မှာပဲရှိတယ်ပေါ့နော်ကိုဘလို့အသုံးချမလဲပေါ့နော်တကယ်တမ်းကျတော့ဘာမှခက်ခဲတဲ့အရာမဟုတ်ပါဘူးပြီးတော့မိဘကဘလို့မွေးလာလို့ငါကံဆိုးတယ်ဆိုမိဘနဲ့မဆိုင်ဘူးကို16နှစ်ကျော်သွားရင်ကိုဘောကလက်ထက်မှာရှိတယ်ကိုလို့လို့ရတယ်ချမ်းသာတဲ့မိဘဆင်းရဲမိဘနဲ့မဆိုင်တော့ဘူးနော်ကိုနဲ့ပဲဆိုင်တော့တယ်ဟုတ်ကဲ့ ကိုယ့်ရဲ့လက်ရှိကျန်းနေရာတက်တန်းတခြားကိုကိုဘယ်လိုပုံစံမျိုးနဲ့ဖြတ်တန်းကျင်လဲဆိုတာလဲကိုနဲ့ပဲဆိုင်တော့ရယ်ကိုရွေးချယ်တဲ့ life ပေါ့နော်ကိုဘွားကိုလက်ထဲထဲဖို့ပဲလိုရယ်ဒါကံကောင်းလာမှာပေါ့နော်ဟုတ်ကဲ့ပါအဲ့လိုမျိုးနေ့စဉ်ဖြတ်တန်းတဲ့အခါမှာအခက်အခဲကြီးပဲရှိရှိပျော်စရာကြီးပဲရှိတာပဲဖြစ်ဖြစ်ဒါဖြူမေတို့ပြုတ်လောက်ခဲ့သမျှငါတို့လောက်ခဲ့တဲ့အကျိုးဆက်တွေအကုန်လုံးငါတို့ခံရတာအဲ့ဒီအတွက်ငါတို့ကောင်းမွန်တဲ့အရာတွေကိုများများလုပ်ပေးမယ်ဆိုလို့ရှိရင်တော့ငါတို့အတွက်ကောင်းတဲ့အရာတွေဖြစ်လာမှာပဲအဲတကယ်လို့ဒါခုနပြောသလို ကံအကြောင်းတရားကြောင့်မကောင်းတဲ့အရာတွေဖြစ်လာခဲ့ရင်ဒါမှဖြစ်လာဖို့ရှိလို့ဖြစ်လာတာပဲဆိုတော့ဒီချက်ခုနပြောတဲ့အတိုင်းပေါ့နော်အာနှလုံးသွင်းလိုက်မယ်ဆိုလို့ရှင်ပြတော့အနေနဲ့များတော့အဆင်ပြေသွားလောက်မယ်လို့ထင်ပါတယ်။ဆိုတော့ဒီနေ့ topic ကအမေတို့ကဒီကံနဲ့ပတ်သက်တဲ့ပေါ့နော်။ကာမနဲ့ကံဆက်ဆက်မှုအကြောင်းအရာလေးတွေကိုဆွေးနွေးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အဘက်စင်တိုင်းမှာအမေတို့ကခေါင်းစဉ်တစ်ခုချင်းစီမှာတကယ်အနှစ်သာရအပြည့်အဝနဲ့ပေါ့နော်။အ ဆွနစ်တင်ဆက်တဲ့အကြောင်းအရာလေးကဒါအချိန်လေးကတိုးရဲဆိုပေမဲ့ပရိသတ်တွေသိကျင်တဲ့အချက်လက်လေးတွေတခါလေပရိသတ်တွေမေ့နေလောက်မဲထင်တဲ့အကြောင်းအရာလေးတွေကို remind ပြန်ပြီးတော့လုပ်ပေးတဲ့သဘောလည်းပဲဖြစ်ပါတယ်။အဲ့တော့အစီအစဉ်ကိုအမြဲတမ်းအပတ်စဉ်တိုင်းမှာစောင့်မျှော်ပြီးတော့ကြည့်ရှုအားပေးတဲ့ပရိသတ်များကိုလည်းကျေးဇူးအများကြီးပဲတင်ပါတယ်။နောက်တစ်ပတ်မှာအမေတို့ဘယ်လိုမျိုးခေါင်းစဉ်တွေနဲ့အတူပရိသတ်တွေရဲ့ရှင်းမကိုရောက်လာအောင်လဲဆိုတာကိုလည်းစောင့်မျှော်စီစဉ်ပါတယ်ရှင်။ဒီနေ့စီစဉ်ကိုကြည့်ရှုအားပေးတဲ့ပရိသတ်များအားလုံးလည်းကျေးဇူးအများကြီးပဲတင်ပါတယ်။